ခုလိုနွေရာသီးရလေးအရေးတော့ဟင်းလေးတစ်ခွက်ပါမှဟိုစားလို့မေတော့တာပါရှင်။ အဲ့တော့ဒီနေ့ကတော့ပင်လယ်ငချောက်ပေါ့နော်ပင်လယ်ငချောက်ခေါင်းအကြီးကြီးကိုကျမတို့တွေအခုတ်ထစ်ပြီးတော့အသီးနှံလေးအနေငယ်နေပေါ့နော်ခြေဟင်းလေးချက်ပါမယ်ရှင်အရင်ကတော့ကျမတို့ပင်လယ်ငချောက်ခေါင်းကိုရေနဲ့ပြုတ်လိုက်ပါတယ်အငန်တက်တွေများတဲ့အတွက်သူအငန်တက်လေးတွေထွက်သွားအောင်ပေါ့နော်ဒီပင်လယ်ငချောက်ကအရန်ငန်ပါတယ်အဲ့ဒီအတွက်ကျမတို့တွေရေနဲ့စူပွက်နေအောင်ပြုတ်ပြီးွားလို့ရှိရင်ရေဆေးမယ်ရေဆေးပြီးွားလို့ရှိရင်ရေလေးစစ်ထားလိုက်မယ်ပေါ့နော် ပြုတ်လိုက်တဲ့အခါမှသာဒီခေါင်းမှရှိနေအငံတက်တွေပေသွားတာပေါ့နော်ဒီမချောက်ခေါင်းကတော်တော်လေးငန်ပါတယ်ပြချင်းချက်ဖို့အတွက်အနစ်ကတော့မြုပ်သီးစိမ့်မှုနဲ့ချက်တော်နေပါပဲရှင်ညနေအောင်ထောင်းထားလိုက်မယ်ပေါ့နော်အသီးနှံတွေကတော့မိမိစိတ်ကြိုက်ပါပဲရှင်မိမိတိုင်းနဲ့တဲ့အသီးနှံကိုထည့်နိုင်ပါတယ် အဲ့တော့ جماعه တို့တွေမာတဲ့အသီးနှံကို အရင်ဆုံးနည်းဖတ်ပြီးတော့တရေလောက်ချက်မယ်ပေါ့နော်ပြီးတော့မာတဲ့အသီးနှံလေးတွေအနည်းငယ်ဤွားတဲ့အနေထားမှာ جماعه တို့အဲပျော့တဲ့အသီးနှံလေးတွေပေါ့နော်နူးညံ့တဲ့အသီးနှံလေးတွေကိုထပ်ထည့်ပြီးချက်မယ်ပေါ့နော်အဲ့တော့ရင်းဆုံးမာတဲ့အသီးနှံတွေထဲကို جماعه တို့ရတာတွေထည့်ပါမယ်ချိုးမုံစာဆွေမုံမဆလာနဲ့ ခုနငယူသီးစိမုံနဲ့ချက်တော်နေထောင်းလာတဲ့ငယူသီးအနှစ်တစ်ဝက်လောက်ကိုပဲရင်ထည့်ပြီးတော့ကျမတို့ရောသမမွေးသွားအောင်နေပေးလိုက်မယ်ပေါ့နော်မာတဲ့အသေးနံလေးချက်သွားတဲ့အနေထားလောက်ရောက်မှာကျွန်တော်တို့နူညံ့တဲ့အသေးနံလေးတွေထက်ချက်မယ်ပေါ့နော်ပြီးတော့စီထည့်လိုက်ပါမယ်ကျွန်တော်တို့ဒါစီချက်ထည့်ထားတဲ့စီကိုတုံးလိုက်တဲ့အတွက်စီချက်ကလေးတွေအနေငယ်ပါသွားတယ်ပေါ့နော်စီထည့်သွားပြီဆိုလို့ရှိရင်ရေထည့်ပါမယ်ပြီးတော့အဖုံးလေးအုပ်ပြီးတော့ချက်ထားလိုက်မယ်ပေါ့နော်ပြီးသွားလို့ရှိရင်တော့နူညံ့တဲ့အသေးနံလေးတွေပေါ့နော်နူဤမြန်တဲ့အသေးနံလေးတွေကိုလည်းခုနအတိုင်းပဲဂျုံမုတ်စားဆွေးမုတ်မဆလာနဲ့ဂျန်နဲ့ငြိုသီးတစ်ဝက်ကို ထည့်ပြီးတော့အမ်ကျမတို့ရတာတွေနှမ်းဆက်သွားအောင်တည်တည်ချာချာလေးစုပ်နေသွားလိုက်မယ်ပေါ့နော်ခုလိုနွေရာသီကလေအရေတောက်လေးတစ်ခွက်ပါမှပဲထမင်းစားမိတော့တာပေါ့နော်ရာသီဥရတအားပူတဲ့ခါကျတော့အရေတောက်ကလေးနဲ့မှထမင်းရွှေ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 ဝင်သွားတာပေါ့ရှင်အဲ့တော့အသားငါးမစားကျင်တဲ့သူတွေဆိုလို့ရှိရင်ဒီလိုမျိုးချင်ဟင်းလေးတွေချက်စားတာဟင်းရည်လေးတွေချက်တောက်တာနဲ့ပေါ့နော်ဒီလိုမျိုးတွေနဲ့ပဲထမင်းစားမိတော့တာပေါ့ပါရှင်အဲဒီလေးတွေထဲကိုရာသာလေးတွေဝင်သွားအောင်လို့ကျမတို့စုံနေသွားပါမယ်ရှင်။ ဒီပင်လယ်ငချောက်ကောင်းတယ်ပေါ့နော်ဒီအသီးနံနဲ့ချင်းဟင်အားလည်းအရန်ကိုမစားလို့ကောင်းပါတယ်ရှင်တော်တော်လေးလည်းလိုက်ဖတ်တယ်ပေါ့နော်အဲငချောက်ငချောက်နဲ့ငချောက်တို့ငရဲချောက်တို့ငရဲချောက်ယိုးလို့နေပေါ့နော်ဒီလိုအသီးနံတွေချက်ထားအရန်ကိုမစားလို့ကောင်းပါပဲရှင်မားရဲ့အသီးနှံလေးချက်ထားတာစူပွားလာတဲ့နေထားရောက်ပြီဆိုလို့ရှင်တော့ noi မြန်တဲ့အသီးနှံလေးတွေကိုကျွန်တော်တို့ထည့်လိုက်ပါမယ်။ပြီးွားလို့ရှင် ရောသမားမှွေသွားအောင်တည်တည်ချာချာလေးမှွေသွားပေးလိုက်ပါမယ်ရှင်။ အမ်တင်းတဲ့နေရာအကောင်လုံးအတူတူပဲနော်ဗောနော်တခါတည်းရောပြီးချက်လို့မရဘူးလားတော့မဟုတ်ဘူးဗောနော်ချက်လို့ရပါတယ်ချက်ရှင်လို့ရှင်မိမိစိတ်ချိုက်ချိုက်နဲ့တက်လို့ချက်လို့ရပါတယ်ဗောနော်ကျမတို့ကတော့အသီးနှံလေးတွေအရန်ကြီးပုံပြတ်သွားတာမျိုးဖြစ်စီခြင်းတဲ့အခါကျတော့တမျိုးချက်စီမာတဲ့အသီးနှံတမျိုးလူညံ့တဲ့အသီးနှံတမျိုးဒီလိုလေးချက်တာဗောနော်ပြီးတော့စုံစည်းရည်လေးထည့်ပါမယ်ပြီးွားရင်အဖုံးလေးအုပ်ပြီးတော့ချက်သွားပေးလိုက်ပါမယ်ရှင်ဒါကတော့မချီးရည်ပါရှင်အဲ့တော့အသီးနှံလေးတွေအားလုံးကစူပွက်လာတဲ့နေထားရောက်ပြီးဆိုရင်တော့ကျမတို့ခုနကပြုတ်ထားတဲ့၅၆ခေါင်းလေးကို ်ထည့်လိုက်ပါမယ်ပြီးတော့ရောသမားမှုသွားအောင်ထပ်ပြီးတော့တေချာလေးမှုသွားပြီးလိုက်ပါမယ်ရှင်ဒီငချောက်ကောင်းလေးလည်းနူးဤသွားတဲ့အနေထားပေါ့နော်အသီးနှံနေတဲ့လုံးဝနူးဤသွားတဲ့အနေထားတိရအောင်အဖုံးလေးအုပ်ပြီးတော့ဆက်ပြီးတော့ချက်သွားပေးလိုက်ပါမယ်ရှင်။ တော့ကျွန်တော်တို့အခုထည့်ထားတဲ့ဒီရေလေးကလုံးဝစုပွက်နေတဲ့အနေထားရောက်ပြီးတော့အသီးနှံလေးတွေကနူးဤသွားတဲ့အနေထားရောက်ပြီးဆိုတော့နောက်ဆုံးမှာမကြီးရေလေးထည့်လိုက်တော့မယ်ပေါ့နော်ချင်းဟင်းဖြစ်တဲ့အတွက်မကြီးရေကတော့များများလေးသုံးလိုက်ပါရရှင်မကြီးရေနဲ့အသီးနှံနေနဲ့ရောသမားမှွေသွားအောင်တည်တည်ချာချာလေးထပ်ပြီးတော့မှွေသွားပေးလိုက်ပါမယ်ရှင်ခုဆိုလို့ရှင်အသီးနှံလေးတွေကလည်းနှူးညံ့ပြီးဤသွားပြီပေါ့နော်အဲ့တော့ဒီမကြီးရေလေးစုပွက်လာတဲ့အနေထားတွေရောက်ချက်သွားလိုက်အောင်ပဲပေါ့နော် အသီးနှံတွေကများပြီးရေကနေနေတဲ့ခါကျတော့လေကျမတို့ရေလေးအနေငယ်ထပ်ထည့်ပြီးတော့အဖုံးလုံးအုပ်ပြီးတော့ချလိုက်ပါမယ်ရှင်မကြီးရင်လည်းရေနဲ့ထည့်ထားတာလေကစူပွက်လာတဲ့နေသားရောက်ပြီဆိုတော့နောက်ဆုံးမှာရုံးပရေသီးလေးကိုထည့်လိုက်ပါမယ်ရှင်ရုံးပရေသီးလေးထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျမတို့ငချောက်ကောင်းချင်ဟင်းပေါ့နော်ငချောက်ဟောင်းငချောက်ကောင်းတီးဆောင်ချင်ဟင်းလေးတစ်ခွက်ကတော့ရသွားပါပြီရှင်အယံကိုမှထမင်းစားမင်ပြီးတော့စားလို့လေအယံကိုမှကောင်းတယ် ခြေဟင်းလေးတစ်ခွက်ကတော့ရသွားပါပြီရှင်။ငချောက်ကောင်းလေးနဲ့ဆိုတော့လေငချောင်းနံလေးကမှွေးပြီးတော့အရန်ကိုမဆားလို့ကောင်းပါတယ်ရှင်။ကျမရဲ့ဗီဒီယိုလေးတွေကိုအဆုံးထိကြည့်ရှုပေးကြတဲ့တဦးတယောက်ချင်းစီရိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။ကျမတို့ခုချက်ပြသွားတဲ့ငချောက်ကောင်းတီးဆုံချင်းဟင်းလေးရလဲအရန်လွယ်ကူတာမို့လို့ဒီဗီဒီယိုလေးကအားလုံးအတွက်အသင့်ပြမယ်လို့ပြောလင်းပါရရှင်နောက်ထပ် vlog တွေမှာပြန်တွေ့ပါမယ်အားလုံးပဲ bye bye